လိုဟလိုနေ့တည်းကူပွဲမှာလည်းဒီလိုပဲကျွန်တော်ကအမွန်တင်ထားတယ်ကျွန်တော်မြင်တဲ့အတိုင်းကျွန်တော်တင်ထားတာပေါ့လေ1963မှာစပြီးတော့မှကျွန်တော်တို့ရဲ့မောက်ခေါင်ကိုအုတ်ချုပ်တဲ့ကောင်းစီခေတုံးညီပိခေတုံးကဥက္ကဋ္ဌကြီးကျွန်တော်ပါကြီးဦးထွန်းရင်ဒါပထမဥက္ကဋ္ဌနောက်ဒုတိယကဟိုဘက်ကကျွန်တော်ဂျွာဦးဖက်ကကျွန်တော်ရဲ့ပါ တုံးခွဲဗလေးကနေပြီးတော့မှ तू ကသူ့ဥက္ကဋ္ဌနောက်ပြင်မလားအခုလက်ရှိလက်ရှိထင်ရှားဦးတန်းအောင် तू ကအတွင်းရင်မှုနောက်သူ့အတွင်းရင်မှုကျတော့ဟိုဘက်ကကျွန်တော်ထွက်ဘက်ကခွာဆုံဆုံတော့ပါပြီအဒီလေးယောက်ကနေတော့ဦးဆောင်မင်းတော့မှအခုတက်ရှိတင်ရှားဦးတန်းအောင်ကြာမှသေးတယ်အတက်ကတော့80လောက်ရှိရှိပါပြီဒါဦးထွန်းရင်တော့ပြောလိုက်ပါအောင်မယ်ဗျဦးထွန်းရင်တော့ဒီပွဲလို့ပို့အတွက်သွားပြီးတော့မှမြို့နယ်ကောင်စီကိုသွားပြောတဲ့အချိန်မှာအသက်ကြီးပြီး အချုပ်ထဲဝင်ရှင်သလားထောင်ထဲသွားရှင်သလားဒီချိန်မှာဒီလိုဖွင့်ပြမှုမရှိသေးတာဗောဗျဒီလိုရှားလို့ရှင်တော့ဒီဘက်သူကောင်းရလဲလူကြီးဆိုတော့ကြောက်ရတယ်ဗောဗျအထက်ကဘယ်လိုလညွန်ထားမှလည်းမသိဒီဘွဲလည်းမရှိဘူးဆိုတော့ဒီလိုသူစိုးရင်စိတ်နဲ့ပြောတာပါဗျအဲ့ဒါဆိုလို့ရှင်တော့မြစ်ဖြစ်လို့ရှင်မြစ်ခါမဲ့ဟိုကလာလို့ရှင်မြစ်တဘောပဲထိတ်တွန်းဝင်မှုအစင်သင့်လို့ထားပါပြောတာပေါ့လေတော့လာကြလို့ရှင်ရတယ်ပေါ့လေမဖြစ်စေရဘူးဆိုပြီးတော့မှဒီလိုပဲစွန့်စားပြီးတော့မှအဲ့ဒီချမ်းနှစ်တည်းကူးပွဲကိုစရတာပေါ့

ောင်ကြောင်လုံးကြောင်လိုက်တာပေါ့ပွဲကဲ